ကတိတီတဲ့နွားမလေးတခါတော့ဟာတော်လေးတဲ့မှာနွားမကြီးနဲ့နွားသားပေါင်းလေးတို့ဟာအတူတူနေကြပါတယ်နွားမကြီးညညကတော့သူ့ရဲ့သားလေးကိုအရင်ချစ်ပါတယ်နွားမကြီးညညကတော့သူ့ရဲ့သားလေးကိုအမြဲနှုတ်တိုက်ကြွေးပြီးရလာတဲ့စားတွေကိုလည်းသူမစားဘဲယူလာပေးတတ်ပါတယ်သူ့ကလေးကအရင်ခဲ့တာကြောင့်အစာကိုလည်းပုံမှန်စားပါတယ်ဒါကြောင့်အစာရဖို့ ဝင်းနဲ့တမဝဲဝဲသွားပြီးအစာရှာကသူ့ရဲ့ကလေးအတွက်လိုအပ်ချိန်တိုင်းနှုတ်တိုက်ကျွေးနိုင်အောင်ကြိုးစားပါတယ်။နွားမကြီးကတော့သူ့ရဲ့သားလေးကိုအန်ဒီကင်းအောင်လို့သူ့အစာထွက်ရှာတိုင်းခေါ်သွားလိမ့်မရှိပဲအန်ဒီကင်းနဲ့နေရာမှာထားခဲ့လိမ့်ရှိပါတယ်။ဒီနေ့မှာတော့နွားသားပေါက်လေးကမိခင်ဖြစ်သူကိုမိခဲ့ပါတယ်။အမေတောင်းတော့ပါလို့ခေါ်မသွားတာလေ။အန်ဒီအများကြီးသားလေးရဲ့အမေစားပြီးတာနဲ့မြဲမြဲပြန်လာမယ်။ မမေကဘေးနေရာကိုသွားတာလေမြက်မြက်ပြတ်လာနော်။နွားမကြီးကသူ့ရဲ့ကလေးကိုမှားထားလိုက်ပြီ။အစာစားဖို့အတွက်အပြင်ကအမြန်ထွက်လာခဲ့ပါရဲ့။နွားမကြီးကတော့ခလန်းလန်းကိုရှောက်လာပြီးမြင်လိုက်ရတဲ့မြင်ကွင်းကြောင့်စိတ်ပြတ်သွားမိပါရဲ့။အရှင်ကဆိုစိတ်လန်းဆူပြေပြီးမြေဩစာကောင်းမွန်ခဲ့တဲ့နေရာလေးကတော့ချောက်သွင်းနေပြီးသူ့အတွက်အစာလေးမရှိတော့ပါဘူး။အခုနေ့ကမိုးလေးခေါင်တာကြောင့် ။ရှင်ကစိတ်လက်ဆုပ်ပြေးခဲ့တဲ့နေရာလေးဟာခြောက်သွေးလို့နေပါပြီ။နွားမကြီးညွညွကအစာမလုံလောက်မှု ရာသီဥတုပူပြင်းတာကြောင့်နင်းနေတော့မူးနေသလိုဖြစ်နေပြီ။ပင်မနှွဲနေနေပေမယ့်သူ့ရဲ့ကလေးကိုနှုတ်တိုက်ဖို့အတွက်အစာအရင်လိုအပ်နေပါတယ်။အဲ့ဒီအချိန်မှာနွားမကြီးလည်းဆုံးဖြတ်လိုက်ပြီးအရှိကိုဆက်သွားလိုက်ပါတယ်။အရှင်က အစာရခဲ့တဲ့နေရာမှာတော့ကိုယ်အပ်နေတဲ့မြေသားတွေပဲကျန်မာတော့တယ်။ နွားမကြီးဟာအရှိခလန်လန်ကိုရောက်လာတော့စိန်လန့်ဆိုပြင်းနေတဲ့မြက်ပင်တွေကိုမြင်လိုက်ရတာကြောင့်ဝမ်းသာသွားပြီးခက်သွက်သွက်သွားလိုက်ပါတယ်။အလင်းစလုံးဝေရောက်လာပေမဲ့နွားမကြီးဟာရုတ်တရက်တတိယသွားပါတယ်။သူဝင်လာတဲ့နေရာကသူ့ပိုင်နဲ့မဟုတ်ပါဘူး။ဒီနေရာကတကယ်တော့ကြားပိုင်နဲ့ဖြစ်ပြီးတိုက်ဒရိုက်ဆန်တွေကများစွာရှိပါတယ်။နွားမကြီးလည်းတခြားနေမြေဖြစ်တာကြောင့်ပုံဝေါ်ကျင်ကိုတေချာကြည့်လိုက်ပါတယ်။ စိမ့်စော်နေတဲ့အပင်တွေမြက်ခင်းတွေက သူ့ကိုဆွေးဆောင်နေပေမယ့်ပိုင်းနဲ့မဟုတ်တာကြောင့်အန်ဒီရဲ့များမှန်တွေးမိသွားပါတယ်။နွားမကြီးကသူ့ဆက်မသွားတင်မှန်သေးပေမယ့်သူ့ရဲ့ကလေးကိုအချိန်ကြာကြီးမဆောက်ခိုင်းချင်ပါဘူး။ဒါကြောင့်နွားမကြီးလည်းအန်ဒီရဲ့များမှန်သေးပေမယ့်တတိထားပြီးအရှိကိုတိုးဝင်သွားလိုက်ပါတယ်။သူ့အတွက်ဘလောက်ပဲခက်ခဲပါစေကလေးအတွက်ချီလာတိုင်းကိုတတိထားပြီးသွားလိုက်ပါတယ်။သူရောက်နေတဲ့နေရာမှာတော့ စိမ့်စော်နေတဲ့မျက်ခင်းအကြီးရှိပြီး အစာကိုတဖြည်းဖြည်းစားလိုက်ပါတယ်။ဒီမမေအစာစားနေတဲ့နွားမကြီးဟာခလန်လန်မှာကြားတကောင်ကဒေါသတကြီးကြီးနေတာကိုသတိမထားမိခဲ့ပါဘူး။ကြားကခလန်လန်မှာအစာစားနေတဲ့နွားကိုကြည့်ပြီးဘသူမှမကျူးကျော်မနဲ့သူနေမျိုးကိုဘလို့ရောက်လာတာလဲလို့တွေးလိုက်ပြီးဒါဟာသူ့ကိုစော်ကားတာလို့ပဲဒေါသထွက်သွားပါတယ်။အဲ့ဒီအချိန်မှာတော့ကြားကလည်း ရောမကြီးစီကိုတဟုန်တို့ပြေးဝင်သွားခဲ့ပါတယ်။ခလန်လန်းကိုရောက်တော့ဂျာကခုံအုပ်ကမန်ဖီလိုက်ပါတယ်။မင်းကရှင်းမလိုက်တာ။ဒါငါ့ရဲ့နေနေပဲ။မင်းနောက်ထပ်ပတော်မှာဒီလိုစားရမှာမဟုတ်ဘူး။အခုဘိုက်ပြောင်စားပြီတော့။မင်းရဲ့အစာကငါ့ရဲ့အစာဖြစ်လာလိမ့်မယ်။ရောမကြီးကအနာကိုအမြန်မြန်ပြန်ဆုပ်သွားပြီးသူ့ကိုဒီမှာခဏလောက်ထပ်ပြီးပေးနေဖို့တောင်းပန်လိုက်ပါတယ်။ ကြာကသူ့ရဲ့ပိုင်နယ်တွေကိုရောက်လာတဲ့နှောကိုစေစေကြီးကမန်ဖီနေပါတယ်။သူငါ့ကိုစိတ်ဆိုးနေပါလား။ငါဒီကနေလွတ်မြောက်နိုင်မှာမဟုတ်တော့။သူငါ့ကိုခွင့်လွှတ်ပေးမယ်လို့မထင်ဘူး။ရှင်စိတ်ဆိုးနေရကိုသိပါတယ်။တကယ်စားကြည့်ရင်ခွင့်တောင်းရမှာသိပါတယ်။ကျမကိုနောက်ဆုံးအချိန်တောင်းဆိုတာကိုလာရောပေးလို့ရမလား။ကျမကိုစောင့်နေတဲ့ကလေးကိုနှိုးတိုက်ဖို့ပြင်ချင်ပါတယ်။ပြီးတော့သူ့ကိုနောက်ဆုံးနှုတ်ဆက်ချင်ပါတယ်။ တော်ရီပြီးရင်ကျမရှစ်စီကိုပြန်လာပါမယ်လို့ကတိပေးပါတယ်။ကြာကနောင်မကြီးပြောတာကိုတေချာနားထောင်ကြည့်လိုက်ပြီးခလျက်တွင်နောက်ဆုံးနှုတ်တိုက်ကျွေးချင်နေတဲ့နောင်မကြီးကိုကြည့်ကနောက်ဆုံးမှာတော့နောင်မကြီးပြောသလိုသဘောတူလိုက်ပါတယ်။ကြာကလည်းနောင်မကြီးကိုအမြန်သွားပြီးကတိပေးထားသလို ပြန်လာဖို့ပြောလိုက်ပါတယ်။နောင်မကြီးလည်းပြောသွားပါတယ်။သူ့ရဲ့ကလေးကိုနောက်ဆုံးအချိန်နှုတ်တိုက်ကျွေးခွင့်ရခဲ့လို့ သူ့ရဲ့ကလေးစီကိုအမြန်ပြန်လာကနှုတ်တိုက်ကျွေးလိုက်ပြီးတာဖြစ်သူကိုတနေရာသွားဆရာရှိတယ်လို့လိန်ပြောလိုက်ကနှုတ်ဆက်လိုက်ပါတယ်။နွားသားပေါလေးကတော့အဖြစ်မှန်တွေကိုမသိချာပါဘူး။မိရဲ့ဖြစ်သူကိုသာကြည့်နေပြီးမြန်မြန်ပြန်လာဖို့မှာနေပါတယ်။နွားမကြီးကဒီနေ့တာဖြစ်သူကိုပို့ပြီးတော့နှုတ်တိုက်ကျွေးပါတယ်။ပါရန်တင်သွားတဲ့ကလေးကိုကြီးကနွားမကြီးလေးနှုတ်ဆက်ပြီးသူကလေးပေးထားခဲ့တဲ့ကြားစီကိုထွက်လာခဲ့ပါတယ်။ ။စိတ်ထဲမှာတော့အရန်ကိုစိတ်မကောင်းဖြစ်နေပြီ။ဒီတကာတွေ့ဆောင်ခြင်းကနောက်ဆုံးမဲဆိုတာကိုတွေးနေမိပါတယ်။သူ့အနေနဲ့ပေးထားတဲ့ကတိကိုမဖြစ်ဖြစ်တဲ့နည်းနဲ့လှုပ်ဆောင်ရမယ်လို့လေနွားမကြီးညွညွကတွေးနေမိပါတယ်။တဖြစ်ဖြစ်နေနွားမကြီးဟာကြားရည်နေမြေတွေကို ဝေရောက်လာခဲ့ပါတယ်။သူ့ရဲ့ထဲမှာကြောက်စိတ်တွေကတံခါးနေပြီမိ။ကြားကားသူ့စီကိုရောက်မလာသေးပါဘူး။အတန်ကြာတော့ကြားဟာ ော်ဒီကနေထွက်လာပြီးပေးထားတဲ့ကတိအတိုင်းသူ့စီကိုရောက်လာတဲ့နွားမချီကိုကြီးကသစ္စာရှိတဲ့နွားပဲလို့တွေးမိသွားပါတယ်။နွားမချီကတော့ဘလောက်ပဲကြောက်လန့်နေပါစေရအောင်လာခဲ့ပါတယ်။မင်းတကယ်ပြန်လာမေးလို့ငါမထင်ခဲ့ဘူး။ကျမကရှင်ရဲ့ပိုင်းနဲ့တည်းကအစာရစားခဲ့မိတယ်။တောင်းဆိုမှုကိုရှင်မကလာရောပေးခဲ့တယ်။စကားတရားမှာပေါ့။ရှင်ကျမကိုစားနိုင်ပါပြီ။ကျေးဇူးပြုပြီးအမေကိုမစားပါနဲ့။ အမေကမစားပါနဲ့ကြာကအမေဖြစ်သူရဲ့နောက်ကိုလိုက်လာတယ်နွားငယ်လေးကိုပါအမြင်တွေ့သွားပါတယ်နွားငယ်လေးကတော့သူ့ရဲ့မိကိုစားမှစိုးရင်တာကြောင့်အရှိကိုပြေးထွက်လာပြီးအမေဖြစ်သူရဲ့အရှိမှကာရဲနေလိုက်ပါတယ်နွားငယ်လေးကငိုပြီးအမေဖြစ်သူကိုမစားဖို့တောင်းပန်နေခဲ့ပါတယ်နွားမကြီးကတော့သူ့နောက်ကိုလိုက်လာခဲ့တဲ့သူ့ရဲ့ကလေးလေးကိုကြီးကအော်အော်သွားပါတယ်ကြာကတော့အဲ့ဒီမြင်ခွင့်ကိုကြည့်ပြီးတနာလာပါတယ် နွားငယ်လေးကသူ့ကိုသာစားဖို့အမေဖြစ်သူကိုပြန်လို့ပေးဖို့တနာဆက်ဖွေပြောနေခဲ့ပါတယ်။နွားမကြီးကတော့သူ့ရဲ့ကလေးလေးကိုကံကြမ္မာကိုသာလက်ခံရမယ်လို့တားလေးကိုနားလေအောင်ပြောဆိုဆုံးမနေပါတယ်။အရာအလုံးကိုမြင်လိုက်ရတဲ့ကြားမကြီးကသူ့မှာလေကလေးတွေရှိတာကို တွေးမိသွားပါတယ်။ဒါကြောင့်ချစ်ချင်းမြတ်တာကိုနားလေကကိုချင်းစားမိခဲ့ပါတယ်။ငါစားလိုက်ရင်သူ့ရဲ့ကလေးလေးဒုက္ခဖြစ်လိမ့်မယ်။သူကဂတိပေးထားသလို့ ငါစီကအလျှောက်လာခဲ့တယ်။သူ့ရဲ့ရိုးသားမှုကလေးကလေးစားစရာပါ။နောက်ဆုံးတော့နွားမနဲ့သူ့ကလေးရောငါစီကိုရောက်လာတယ်။သူတို့ရဲ့ချစ်ချင်းမြတ်တာကငါကိုစိတ်လုံရှားစေတယ်။မင်းတို့ရောက်စလုံးကိုငါမစားတော့ပါဘူး။ငါမှလည်းကလေးတွေရှိလို့မိခင်တယောက်ရဲ့ခံစားချက်ကိုနားလေပါတယ်။မင်းစားတော့ဖို့လိုတိုင်းငါနေမြေကိုလာခဲ့ပါ။ငါ့ရဲ့နေမြေကိုမျှဝေပေးပါမယ်။မင်းတို့ရဲ့ချစ်ချင်းမြတ်တာကိုအမြဲတည်းရနေမှာပါ။ မင်းတို့ကငါချမ်းသာပေးလိုက်မယ်။မင်းရဲ့ကလေးလေးလေးကံကောင်းပါစေ။ဘဝရေဆိုတာမတိချပါဘူး။အခွင့်ရရပါမယ်။ရိုသားပဲကိုကိုကိုလေးစားထိုက်သူဖြစ်အောင်လုပ်ဖို့လိုပါတယ်။ပိထားတဲ့ကတိကိုတန်ဖိုးထားတဲ့တာကလေးစားစရာကောင်းတဲ့အချက်ဖြစ်ပါတယ်။နွားမကြီးဟာသူတရမယ်ဆိုတာကိုသိပေမယ့်လေးစားမှုနဲ့ကုန်တိုက်ခါအတွင်းကြားစီကို အရောက်သွားခဲ့တာဖြစ်ပါတယ်။ ကြာကလည်းအပြန်အလှန်လေးစားမိခဲ့ပြီးနွားမကြီးကဘာမှမလုပ်ခဲ့ပါဘူး။တူ့ဘော်တူလေးစားမှုရိုးသားမှုရှိတာကတော့အကောင်းဆုံးပါပဲ။ဇလလီယာရောဒီမှာပဲပြီးဆုံးသွားခဲ့ပါပြီ။အခုလိုမျိုးစိတ်ဝင်စားစရာကောင်းနေပုံမြင်ဇလလီတွေကိုသဘောကျတယ်ဆိုရင်တော့ဒီ channel လေးကို like and subscribe လေးနဲ့အားပေးကြပါဦးနော်။ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။